မင်္ဂလာမနက်ခင်းပါရှင်မေလ29ရက်နေ့မနက်ခင်းသတင်းတွေကိုစတင်ပေးထားရထုံးလေးတင်ဆက်ပေးပါရမယ်ဒီနေ့မနက်ခင်းသတင်းတွေမှာတော့မလေးရှားမှာအာဆီယံခေါင်းဆောင်များအစည်းအဝေးပြုလုပ်လျက်ရှိပြီးမြန်မာနိုင်ငံသားရေးဝင်ကြီးဌာနအမြင့်တဲ့အတွင်းဝန်တက်ရောက်နေတဲ့တဲ့အပြည့်အခက်ရေးဆိုင်ရေးတက်တန်းတိုးဖို့မလေးရှားနိုင်ငံသားရေးဝင်ကြီးကတိုက်တွန်းခဲ့ပြီးဇွန်လအတွင်းမြန်မာနိုင်ငံကိုလာရောက်မယ်ဆိုတဲ့တဲ့ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေနိုင်ငံကိုလက်မှတ်အတုပြုလုပ်ထားတာကိုစစ်စစ်တွေးရှိပါက နိုင်ငံကုလမတ်ချက်ချင်းပယ်ဖြတ်ရုံမကသက်ဆိုင်ရာနိုင်ငံရဲ့ဥပဒေအရအရေးယူခြင်းခံရမယ်ဆိုတဲ့တဲ့တင်။အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဂါဇာဒေသခံ၈ဦးသေဆုံးခဲ့တဲ့တဲ့တင်။မြောက်ကိုရီးယားကထက်သိမ်းမိုးရေချတဲ့အခမ်းအနားမတော်တဆမှုနဲ့ပတ်သက်ပြီးလူသုံးကိုဖမ်းဆီးထားတယ်ဆိုတဲ့တဲ့တင်အစရှိတဲ့တဲ့တင်တွေကိုတင်ဆက်ပေးမှာပါ။ဦးဆုံးတဲ့တင်တစ်ပုဒ်အနေနဲ့မလေးရှားမှာအာဆီယံခေါင်းဆောင်များအစည်းအဝေးပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံချိုင်းဝင်ကြီးဌာနအမြင့်တဲ့အတွင်းဝန်တက်ရောက်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်မှာမေလ26ရက်ကအာဆီယံကောင်းဆောင်များအစည်းအဝေးပြုလုပ်လျက်ရှိတယ်လို့သိရပါဗျ။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ကုန်သွယ်ကွန်တိုးမြင့်ကောက်ခံမှုတွေကြီးညာခဲ့ပြီးတဲ့နောက်အခုအစည်းအဝေးဟာပထမဆုံးအကြိမ်အာဆီယံခေါင်းဆောင်များအစည်းအဝေးဖြစ်ပါတယ်။ဒီအစည်းအဝေးမှာထရမ့်ရဲ့အခွန်တိုးမြင့်ကောက်ခံမှုကိစ္စ မြန်မာပဋိပက္ခမှာအပြစ်ခတ်ရဲစဲမှုတက်တန်းတိုးရင်းနဲ့အရှေ့တီမောနိုင်ငံရဲ့အာဆီယံအဖွဲ့ဝင်ရှောက်ထားမှုမှာကြန့်ရှိနေတဲ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့တယ်လို့သိရပါတယ်။အခုအစည်းအဝေးကိုမြန်မာနိုင်ငံသားရေးဝင်ကြီးဌာနရဲ့အမြင့်တဲ့အတွင်းဝန်ဦးအောင်ကျော်မှတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ထပ်မံပြီးအပြစ်ခတ်ရဲစဲရေးတက်တန်းတိုးဖို့မလေးရှားနိုင်ငံသားရေးဝင်ကြီးကတိုက်တွန်းခဲ့ပြီးဇွန်လအတွင်းမြန်မာနိုင်ငံကိုလာရောက်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။မြန်မာနိုင်ငံမှာငလင်းလှုပ်ခတ်ခဲ့ပြီးတဲ့နောက်ကြီးညာခဲ့တဲ့ အပြစ်ခက်ရေစိမ်းရေးကာလကိုတက်တန်းတိုးဖို့မလေးရှားနိုင်ငံသားဦးဝင်ကြီးကမေ25ရက်ကမြန်မာနိုင်ငံကိုတိုက်တွန်းခဲ့ပြီး၎င်းဟာဇွန်လအတွင်းမြန်မာနိုင်ငံကိုလာရောက်မယ်လို့ပြောကြားခဲ့ပါတယ်။ဒါပြင်ညမအရေးနဲ့ပတ်သက်ပြီးအာဆီယံရဲ့အချက်၅ချက်ပါငြိမ်းချမ်းရေးအစီအစဉ်ကိုလည်းအခောက်အထည်ဖော်ဆောင်ရွက်မှုတွေကိုမြှင့်တင်ဖို့မလေးရှားကတိုက်တွန်းခဲ့ပါတယ်။တက်မတော်ဟာမလ28ရက်ကအင်အားပြင်းကလေးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်အပြစ်ခံရေးစင်ရေးကိုကြီးညာခဲ့တာဖြစ်ပါတယ်။ အရင်ကတက်တန်းတိုးခဲ့တဲ့ဒီအဖြစ်ခက်ရင်စဲရေးသဘောတူညီချက်ဟာမေလကုန်ပိုင်းမှာတက်တန်းကုန်ဆုံးမှာဖြစ်ပါတယ်။မေ25ရက်မှာမလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ခန်ဆန်ကဒေတာရင်းနိုင်ငံသားရေးဝန်ကြီးတွေနဲ့စည်းဝေးပြုလုပ်ချိန်မှာမြန်မာနိုင်ငံမှာအဖြစ်ခက်ရင်စဲရေးကိုတက်တန်းတိုးဖို့နဲ့ချဲထွင်ဖို့အဆိုပြုခဲ့ပါတယ်။မြန်မာနိုင်ငံမှာရန်လိုမှုတွေကိုရပ်တန့်ဖို့အပြည့်ခန့်ရင်စဲရေးကိုချဲထွင်တက်တန်းတိုးဖို့ပြည်လဲထူထောင်ရေးလုပ်ငန်းစဉ်ကိုရှေ့ရှုတဲ့ရှေ့လျားပြီးခတ်ခဲတဲ့လမ်းကြောင်းကိုအဆင်ပြေချုံးမွေအောင်လှုပ်ဆောင်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ဆင်းရဲဒုက္ခကိုပြေပြောင်းစေအောင်လှုံ့ဆော်မှုမိမိတို့တိုက်တွန်းကြောင်းမိုဟာမက်ကအစည်းအဝေးအဖွဲ့မှကပြောကြားခဲ့ပါတယ်။မိုဟာမက်က၎င်းဟာဇွန်လမှာနေပြည်တော်ကိုသွားရောက်မယ်လို့လည်းသတင်းတောက်တွေကပြောပါတယ်။တိုက်ခိုက်နေကြတဲ့အဖွဲ့တွေကစေစုနဲ့များစွာကြားတဖက်နဲ့တဖက်ဆန့်ကျင်နေကြတာကြောင့်စိတ်ရှိရှိထားပြီးဒီပြဿနာကိုဖြေရှင်းဖို့နီလန့်ရှာရပါမယ်လို့မိုဟာမက်ကပြောပါတယ်။ မမီတင်ဆက်ပေးမှာကတော့ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေနိုင်ငံကူးလက်မှတ်အတုပြုလုပ်ထားတာကိုစစ်စစ်တွေးရှိပါကနိုင်ငံကူးလက်မှတ်ချက်ချင်းပယ်ဖျက်ရုံမကသက်ဆိုင်ရာနိုင်ငံရဲ့ဥပဒေအရအရင်းယူခြင်းခံရမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေအနေနဲ့နိုင်ငံကူးလက်မှတ်အတုပြုလုပ်ထားတာကိုစစ်စစ်တွေးရှိပါကနိုင်ငံကူးလက်မှတ်ချက်ချင်းပယ်ဖျက်ရုံသာမကသက်ဆိုင်ရာနိုင်ငံရဲ့ဥပဒေအရအရင်းယူခြင်းခံရမယ်လို့ ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာတန်ယုံကထုတ်ပြန်ထားပါတယ်။ထိုင်းနိုင်ငံမှာနေထိုင်ကြတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့မိမိတို့ရဲ့မြန်မာနိုင်ငံကိုလက်မှတ်တွေကိုကိုယ်တိုင်သိရှိလို့ဖြစ်စေမတမာသူတွေကဖျားယောင်းလို့ဖြစ်စေပြင်ဆင်ထားတာအတုပြုလုပ်ထားတာကိုသက်ဆိုင်ရာအာဏာပိုင်တွေကစစ်စစ်တွေးရှိခဲ့ပါကနိုင်ငံကိုလက်မှတ်ပြည့်ပြည့်ရုံသားမကသက်ဆိုင်ရာနိုင်ငံရဲ့တရားဥပဒေအရရေးယူခံရမှာဖြစ်ကြောင်းဗန်ကောက်မြို့မှာရှိတဲ့မြန်မာတန်ယုံရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံသက်ဆိုင်ရာအာဏာပိုင်တွေကလည်းနိုင်ငံကိုလက်မှတ်အတူပြုလုပ်ထားခြင်းပြင်ဆင်ထားတာတွေကိုနည်းပညာမြင့်ဆက်တွေနဲ့စီစစ်ဖော်ထုတ်ဆောင်ရွက်နေတဲ့အပြင်မြန်မာတန်ယုံကသက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းပြီးနိုင်ငံကိုလက်မှတ်အချက်အလက်တွေကိုအချိန်တိုအတွင်းစီစစ်ပြီးပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းမြန်မာတန်ယုံကဆိုပါတယ်နိုင်ငံကိုလက်မှတ်ဟာကိုင်ဆောင်သူကိုယ်တိုင်ကကောင်းမွန်စွာထိန်းသိမ်းရမယ့်ဆောင်ရွက်စာရင်းဖြစ်တဲ့အပြင်ပြောင်းဆုံးခဲ့ပါကပြည်ရင်းဝင်ကြီးဌာနရဲ့စီစစ်ခွင့်ပြုချက်နဲ့သာနိုင်ငံကူးလက်မှတ်အသစ်ကိုထုတ်ပေးနိုင်ကြောင်းနဲ့ နိုင်ငံကူးလက်မှတ်ပါအချက်လက်တွေကိုပြောင်းလဲတာပြင်ဆင်တာခြုံရင်းအောင်ပြုလုပ်တာစာမျက်နှာတွေကိုစုပ်ဖြဲတာမသက်ဆိုင်သူတွေကတစေကောင်းတွေကတ်တာတခြားအမှတ်အသားဖြည့်ဆွက်တာတွေမပြုလုပ်ဖို့နဲ့ပြုလုပ်မှုကိုစစ်ဆေးတွေးရှိပါကနိုင်ငံကူးလက်မှတ်ကင်ဆောင်သူနဲ့ဆောင်ရွက်ပေးသူတွေကိုဥပဒေအရအရေးယူနိုင်ပြီး နိုင်ငံကိုလက်မှတ်ပေးဖြတ်တာကိုချက်ချင်းဆောင်ရွက်မှာဖြစ်ကြောင်းမြန်မာတန်ယုံကထုတ်ပြန်ပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေအနေနဲ့မိမိတို့ရဲ့နိုင်ငံကိုလက်မှတ်ကိုပြင်ဆင်တာမသက်ဆိုင်တဲ့စာရေးရေးသားတာတွေမပြုတ်လို့ဖို့နဲ့ကောင်းမွန်စွာထိန်းသိမ်းကြဖို့မြန်မာတန်ယုံကအသိပေးနှိုးဆော်ထားပါတယ်။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးတော့ပါမယ်။အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဂါဇာဒေသကန်ရှေဦးသေဆုံးခဲ့ရတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ဂါဇာကမ်းမြောင်ဒေသမှာမေ25ရက်က အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လူရှိဦးသေဆုံးခဲ့ပြီးလူပေါင်းများစွာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဂါဇာကယ်ဆယ်ရေးသမားတွေကပြောပါတယ်။ဂါဇာမြောက်ပိုင်းဂျဘာလီယာမြို့မှာရှိတဲ့နေအိမ်တိုင်ကိုအစ္စရေးကလေကြောင်းတိုက်ခိုက်မှုကြောင့်လူ9ဦးသေဆုံးခဲ့တယ်လို့အရက်ဖက်ကာကွယ်ရေးပြောရေးဆိုခွင့်ရှိသူမမော့ဘက်ဆယ်ကဆိုပါတယ်။ ဂါဇာအလယ်ပိုင်းနူစီရက်တဝိုက်မှာရှိတဲ့ရွှေပြောင်းနေထိုင်သူတွေခုံလုံနေတဲ့တင်းအိမ်တွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်မှုတစ်ခုအတွင်ကိုဝင်းဆောင်အမျိုးသမီးတအူးအပါဝင် နောက်ထပ်လူနှုတ်ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ခဲယူနယ်တောင်ပိုင်းမှာလေကြောင်းတိုက်ခိုက်မှုကြောင့်လည်းလူတအူးသေဆုံးခဲ့တယ်လို့ဗတ်ဆဲကဆိုပါတယ်။အစ္စရေးစစ်တပ်ဟာလက်တလောရက်ပိုင်းမှာ၎င်းရဲ့ဂါဇာစစ်စင်ရေးတွေကိုပုံမှန်မြင့်တင်လှုပ်ဆောင်ခဲ့ပြီးဟာမတ်စ်ကိုဖျက်ဆီးဖို့အသစ်တစ်ဖန်တွန်းအားပေးတိုက်ခိုက်မှုလို့ခေါ်ဆိုခဲ့ပါတယ်။ မေ24ရက်ကအစ္စရေးစစ်တပ်ဟာပြမတ်တရာကျော်ကိုလေကြောင်းတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။အပြည့်ခန့်ရဲစဲရေးပြိုကွဲခဲ့တဲ့မလ18ရက်နောက်ပိုင်းကာဇာမှာအစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်လူပေါင်း3948ဦးသေဆုံးခဲ့ကြောင်းကာဇာကျန်းမာရေးဝန်ကြီးဌာနကဆိုပါတယ်။နောက်ဆုံးသတင်းဒီပုံအနေနဲ့မြောက်ကိုရီးယားကဖျက်သိမ်းမုန်းရေချတဲ့အခမ်းအနားမတော်တဆမှုနဲ့ပတ်သက်ပြီးလူသုံးဦးကိုဖမ်းဆီးထားတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ မြောက်ကိုရီးယားနိုင်ငံမှာအခုသတင်းပတ်အတွင်းဖြတ်သိမ်းမောတစင်းရေချတဲ့အခမ်းအနားမှာမတော်တဆဖြစ်ခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီးလူသုံးဦးကိုဖမ်းဆီးခဲ့တယ်လို့နိုင်ငံပိုင် KCN သတင်းအေဂျင်စီကမေ25ရက်ကဖော်ပြခဲ့ပါတယ်။မေ21ရက်ကဖြတ်သိမ်းမောရေချတဲ့အခမ်းအနားမှာတင်းမောဟာဟန်ချက်မညီပဲရှော့ကျသွားခဲ့ပြီးတင်းမောဝမ်ပိုက်ပိုင်းအကွဲသွားခဲ့ကြောင်းမြောက်ကိုရီးယားကထုတ်ပြန်ပါတယ်။မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်အွန်ဟာချောင်းချင်းစိတ်ကမ်းမှာပြုတ်လုတဲ့ တန်ငါးရောင်အလေးချိန်ရှိတဲ့ဖြတ်သိမ်းမောရေချတဲ့အခမ်းအနားကိုတက်ရောက်ကြည့်ရှုခဲ့ပြီးမတော်တဆမှုဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်ကိုသီးမခံနိုင်တဲ့ရာဇဝဲလုပ်ရက်လို့ပြောကြခဲ့ပါတယ်။ဖန်ဆင်းခံရသူတွေထဲမှာချောင်းကျင်စိတ်ကန်းကအင်ဂျင်နီယာချုပ်ကန်ကြုံချိုသင်းမောကိုရီတီဆောင်ရေးအကြီးအကဲဟန်ကျောင်ဟက်စီမံအုပ်ချုပ်ရေးရာလက်ထောက်မန်နေဂျာကင်ယောင်ဟက်တို့ဖြစ်ကြောင်း KCN နေသတင်းမှဖော်ပြထားပါတယ်။၎င်းတို့သုံးဦးဟာဒီမတော်တဆမှုအတွက်တာဝန်ရှိသူတွေဖြစ်ကြောင်းသတင်းမှဆိုပါရယ်စိတ်ကန်းမန်နေဂျာဟောင်ကီကို တရားဥပဒေစိုးမိုးရေးအဖွဲ့တွေကစင်ခေါ်ခဲ့ကြောင်းမေ23ရက်ကသတင်းမှာဖော်ပြထားပါတယ်။အမေရိကန်နဲ့တောင်ကိုရီးယားထောင်လည်ရေးအာဏာပိုင်တွေကမြောက်ကိုရီးယားရဲ့မအောင်မြင်တဲ့ဖျက်သိမ်းမှုရေချတဲ့ဖြစ်စဉ်ကိုအကဲဖြတ်လေးလာနေကြောင်းတောင်ကိုရီးယားစစ်တပ်ကထုတ်ပြန်ထားပါတယ်။ထိုင်မဲ့ KCN သတင်းမှာဖော်ပြကြမှာရေအောင်နဲ့စစ်သည်မောစစ်ဆေးမှုကနအူးထုတ်ပြန်ချက်နဲ့ကွဲလွဲနေပြီးစစ်သည်မောအောက်ခြေမှာအပေါက်တွေမရှိကြောင်းဖော်ပြထားပြီးနောက်ထပ်ထိခိုက်မှုတွေကလည်းမပြင်းထန်ကြောင်းဆိုပါတယ်။ မေလ28ရက်နေ့မနက်ခင်းသတင်းတွေကိုတိုင်းရထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါကြည့်ရှင်နာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးဝဲတင်ရှိပါရရှင်ညနေ၄နာရီမှာလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်အားလုံးပဲကောင်းသောနေ့ရက်လေးကိုပိုင်ဆိုင်နေကြပါစေ